ကိုချက်တဲ့သူတွေကအဲကိုနာမည်လေးတစ်လုံးနောင်မဲ့ပေးလိုက်သေးတယ်ထွက်ထွက်ပြေးဦးဆိုပြီးတော့အရင်လဲစိတ်နဲ့တဲ့ပိတ်တဲ့ပိတဲ့နာမည်ကိုပို့ချက်တယ်။ဟိုပြီးသဘောကျတယ်။ဘာလို့လဲဆိုတော့ကိုချက်တဲ့သူတွေကပေးတာလေ။ကြင်ကြင်နက်နက်ကြီးကိုကအဲ့ဒါလေးပို့ပြီးတော့ခံယူမိတယ်ပို့သဘောကျတယ်ရှင့်။ဟုတ် အတိုင်းတမသိဟန်တာလေကိုချက်တသူတွေကအဲကိုနာမည်လေးတစ်လုံးနောင်မဲ့ပြီးလိုက်သေးတယ်ထွက်ထွက်ပြေးဦးဆိုပြီးတော့အရင်လဲစစ်နေတယ် နာမည်လေးကိုအရန်လက်ချင်တဲ့အရန်လက်ချက်တဲ့ကိုချီဟာတဲ့သူတွေမှဲ့ပြီးတဲ့နာမည်လေးနောက်ပြီးကောမတ်တွေဝင်ရေးတိုင်းလေးကိုဟာစရီရတယ်တိလားအဲကြောင့်အဲ့ပုံစံလေးတွေဆော့တိုင်းကောမတ်ကလေးချစ်ကြည့်ပြီးရီနေရတာဟုတ်စိတ်မဆိုးတဲ့ပြင်ကွာလေအရန်ပုံမှာလိုက်လိုက်ရည်မိတယ်သူတို့ရေးလဲရေးတတ်တယ်သိလားဟိုစက္ကလုံလေးတွေကိုလေတခဲကိုရေးတတ်တာအချို့စက္ကလုံတွေဆိုရင်ဟာတောက်ကိုတော်တော်မြောက်တာဟုတ် အများကြီးစူးစမ်းရတာပေါ့နော်ဘယ်လိုခံလဲဆိုတဲ့ခါကျတော့ကိုရန်နေလို့မရအောင်ပေါ့နော်အမြဲတမ်းကိုချက်တဲ့သူတွေအပေါ်မှာအဲဘယ်လိုလေးချက်အောင်လုပ်ရမလဲချက်တဲ့သူတွေရင်ထဲကိုဘယ်လိုရအောင်ကိုလုပ်ရမလဲအမြဲတမ်းတွေးတောရတယ်နောက်ပြီးတဲ့ခါကျတော့ရိုက်တဲ့အချိန်မှာတစ်တော့တစ်ပုတ်ဆိုလဲစေတနာထားရတယ်အတန်နဲ့ရုံနဲ့ တချင်းဒီဟာလေးတွေကကွက်တီဖြစ်နေရမယ်ကွက်တီမဖြစ်ဘူးဆိုပြန်ဖြတ်တယ်နေပူထဲမှာရိုက်တယ်အဲ့လိုရိုက်လုံလုံနေပူထဲမှာရိုက်လုံလုံဒီခေါင်းတချမ်းတော့မှလေနှာစည်းတာအဲ့ခေါင်းလေးတလားနလားအဲ့လိုတွေတောင်ဖြစ်တယ်အပူရှက်တာပေါ့နော်အဲ့လောက်ထိစူးစားခဲ့ရတယ်ဟုတ်အခုအိုက်တော့ဂျောင်းက အတိကလည်းကြတယ်လို့နောက်ချစ်တဲ့သူတွေကြောင့်လည်းဒီလမ်းကြောင်းရောက်တာချစ်တဲ့သူရဲ့အိုက်တော်ကြောင့်ရပေါ့ဒီနှစ်ခုပေါင်းဆက်ပြီးတော့ရောက်လာတာပေါ့နော်ဟုတ်ကဲ့ရှင့်ငငယ်တော့တော့ဒီကြောင်ညာလေးကြည့်ကြည့်ပြီးတော့မှန်ထဲမှာလေ့ကျင့်မှုတွေတော့အများကြီးရှိခဲ့တယ်ဒါပေမဲ့အိုက်တော်ကတော့ယောက်ျားလေးလိုနေတော့ပွန့်ပွန့်လင်းလင်းမရှိတော့ခိုးပြီးပဲအိုက်တလေးတွေအမှုရာလေးတွေလောက်ခဲ့ပြီးတော့အိုက်ကရေကအခြေခံရှိထားပြီးတယ်လို့ဖြစ်နေတာပေါ့နော်အဲ ဒါမဲ့ဒီလိုမျိုးကိုတရုတ်ဆောင်ရမယ်ဒီလိုဆော့ရမယ်လို့တစ်ခါမှစိတ်ကူးမယင်ခဲ့ဘူးဒီ TikTok တွေစပြီးတော့ပေါ်လာတဲ့အချိန်ဒီလည်းမဆော့တတ်ဘူးနောက်ပြီးတော့ကိုဆော့တဲ့အရာတွေကလည်းဒီ subscribe ပို့တွေများတယ်ဒီလိုပေါ့အင်္ဂလိပ်သချင်းလေးတွေနဲ့လက်တလုံးချိုးလေးတွေနဲ့အဲ့လိုအမိုက်စားပေါ့နော်အဲ့လိုလေးတွေဆော့ခဲ့ဘူးတယ် နေမှာ fervine တစ်ခုကိုပြန်လိုက်တာအဲ့ဒါဟိုအရင်တော့ပြောဘူးလေအတန်ချအဲ့အတန်လေးကိုချက်ပြီးတော့မှချက်တဲ့သူရဒီဘောနော်ဒီအိုက်ထောရဲ့ကြော်ညာလေးလို့စော်ပြပေးပါဆိုစနေပြီးတော့မှဆွေလင်းထန်းဖြစ်လာခဲ့တာဟုတ်ပျက်တဲ့ပေးတဲ့နံပါတ်ကိုပို့ချက်တဲ့ ဟိုပြီးသဘောကျတယ်ဘာလို့လဲဆိုတော့ကိုချစ်တဲ့သူတွေကပေးတာလေချစ်ချင်းနဲ့နဲ့ကြီးကိုကိုကအဲ့ဒါလေးပို့ပြီးတော့ခံယူမိတယ်ပုံသဘောကျတယ်ရှင့်ဟာကိုပေါ်တန်မိုးထားပေးလာတယ်ပေါ့နော်ဟိုပြောမှဆိုလူရတနေအောင်တွင်းပေးလာတယ်ပေါ့နော်နေရလေးတစ်ခုပေးလာတယ်လူတွေပေါ့ဟိုတက်တက်လုံးလဲမမေးလို့မရအောင်ဒါတွေကကျေးဇူးရှင်တွေပဲလीနော်ဟို နည်းနည်းလေးကိုခေါ်ရိုက်မယ်လို့ပြောလိုက်တာနဲ့တော့ကိုအယံဝမ်းတာလာပြီအတိုင်းတာမသိဘာလို့လဲဆိုတော့ဒါကိုနေရလေးတစ်ခုပေးလာခဲ့တာပေါ့နော်အယံလည်းချစ်တယ်အယံလည်းကျေးဇူးတင်တယ်အမြဲတမ်းလည်းသူတို့အတွက်ဆုတောင်းပေးပါတယ်ဟုတ်အဲ့ကျင်းတ်ပါတယ်ဒီညလေးမှာပေါ့နော်ဟိုပြောမှဆိုရင်လူဆိုတာကတော့လေဟိုအမြင့်ဆုံးနေအကောင်းဆုံးနေဖြစ်ချင်ကြတာကြည့်ပဲလीနော်ဟိုတစ်ခါတလေကြလို့ရှင်လူဘွားကလည်းတိတဲ့အတိုင်းလीဟို ပြောင်းလဲခြင်းနေနဲ့ရှင်သန်နေရတာဆိုတော့ကိုအသက်ရှင်နေတဲ့ရွေးကိုစမ်းမာနေတဲ့ရွေးရတော့အကောင်းဆုံးဖြစ်ချင်ကြတာပဲအဲ့တော့အရန်ကြီးအောက်ကိုပြန်မနိုင်သွားခြင်းမမမြင့်ချင်လည်းနေအရန်ကြီးမြင့်ဖို့လည်းမလိုအပ်ဘူးတင်ကိုနောက်လည်းဘာမှမပေါ့အဲဒီနေရာလေးနဲ့အမြဲတမ်းကိုချစ်နေပြီးတော့ပုံမှန်လေးသွားနေရရင်ဆွေလင်းတက်ကကျဉ်လက်နေပေါ့နော်ဟုတ်ကဲ့ရှင့်အတန်ကြောဟိုအဲ့လိုဖြစ်နေအတန်လိုင်းမိုးခုတ်သူဆိုတော့မိုးခုတ်သူအတန်ဖို့ရှစ်အဲ့ မောကသူတွေကအသင်အဲ့အဲ့ချက်ချက်လေးတွေပြီးတော့လေအယောင်းဝင်တစ်ခုလုတ်ပြီးဆိုရင်လူတယောက်ကိုနားဝင်အောင်အဲနားလည်အောင်ဝရုရှုလို့မပြောဘူးကွာအဲဒီကြောက်ကလေးရဲ့အကြောင်းအရာအသေးစိတ်ကစအေးအေးလေးနဲ့ရှင်းပြသွားမှဒီလူတယောက်ရဲ့ရင်ထဲကိုဆွဲပြီးကြံပြီးတော့မှဒီပစ္စည်းလေးရဲ့တန်ဖိုးကိုလည်းသိလာမယ်ဝဲချင်လာမယ်အဲအဲ့လိုပေါ့ အဲဒါမိုးခုတ်သူတွေတိုင်းမှာဒီလိုနှူးညံ့မှုတွေရှိကြပါတယ်ရှင်ဖို့ရန်ကောင်းတဲ့မျက်နှာလေးတွေအစားအဲမချောခြင်းနေချုံဝေးပါတယ်ဟုတ်လားဟုတ်